င်္ဂလာပါခင်ဗျရှန်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မတရားမြို့ကတန်ငါကြေးပါဖုန်ကြီးเจ้าမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုမန္တလေး PDF ကဒီကနေ့မနက်ပိုင်းမှာပဲတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်တပ်ကဗိုလ်ကြီးချစ်ခိုင်ဆိုသူပါဝင်ဆက်နံဦးကတော့အသေးသေးပြေကုန်ကြတဲ့အပြင်လက်နက်ခဲယမ်းတွေပါသိမ်းစီရရှိထားပြီးမယ်ဗိုလ်ကြီးချစ်ခိုင်ရဲ့ပစ္စတိုတနက်ကကော်စစ်တနက်ကြီးဖြစ်နေတယ်ဆိုပါတယ် မကွေးတိုင်းအောင်လန်းမြို့မှာရှိတဲ့တယောကုန်းရက်ကွက်အုပ်ချုပ်ရေးမှုမြင့်အောင်ဆိုသူကစစ်မှုမထမ်းခြင်းနဲ့လူငယ်တွေကိုနိုင်ငံကနေထွက်သွားဖို့နဲ့နိုင်ငံရဲ့လေကိုယ်တော်မရှုနဲ့ဆိုပြီးချိန်ချောက်ပြောဆိုပြီးတော့ငွေကြေးကောက်ခံနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးတိုင်းမတရားမြို့ကတန်ငါချေးရွာဖုန်ကြီးเจ้าမှာတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်စခန်းကိုမန္တလေး PDF က ဒီကနေ့မနက်ပိုင်းမှာပဲတိုက်ခိုက်သိမ်းပိုက်လိုက်ပြီစစ်တပ်ဘက်ကဗိုလ်ကြီးချစ်ခိုင် ဆိုသူအပါအဝင်ဆက်နက်ဦးကတော့အသီးသီးသေးကုန်ကြတဲ့အပြင်လက်နက်ခဲယံတွေပါသိမ်းစီရရှိထားပြီမဲ့ဗိုလ်ကြီးချစ်ခိုင်ရဲ့ပစ္စတိုတနက်ကကော်စစ်တနက်ကြီးဖြစ်နေတယ်လို့မန္တလေး PDF ကသတင်းထုတ်ပြန်ထားပါတယ်ဒီကနေ့မေလ10ရက်နေ့မနက်အစောပိုင်းကပဲမန္တလေးတိုင်းမတရားမြို့နယ်ရဲ့တန်ငါခြေရွာဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုမန္တလေး PDF တပ်ဖွဲ့တွေကနေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ် အဲ့ဒီစကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဗိုလ်ကြီးချက်ခိုင်းဆိုသူအပါဝင်စစ်ကောင်စီတပ်သား12ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်သူတို့ရဲ့မပါအလောင်းတွေကိုပါရထားပြီးတိုက်ပွဲအတွင်းမန္တလေး PD ရဲ့ရဲဘော်တအုပ်လည်းမြင့်မြတ်စွာအသက်ပေးလူတော့ရတယ်လို့ဆိုထားပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားတယ်လို့အဲ့ဒီလိုတင်းစီရရှိထားတဲ့လက်နက်တွေတဲမှာသေသွားတဲ့ဗိုလ်ကြီးချစ်ခိုင်ရဲ့ပစ္စတိုတနက်ဟာ ခလေးကစားစရာကော်စိတ်တနက်ကြီးဖြစ်နေတယ်လို့လေမန္တလေး PDF ကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျ။အဖက်မှာလေပဲခူးတိုင်းကတောင်ငူလေတက်ကိုဒီကနေ့မနက်ပိုင်းကပဲ short တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်မှုဖြစ်ပွားပြီးအကျန်းဖက်စစ်တက်ကလက်နက်ကြီးနဲ့ပြန်လဲပြစ်ခတ်ပြီးတော့ short တိုက်တုံးပြစ်တဲ့သူတွေနဲ့နေရာတွေကိုရဟတ်ရင်နဲ့ပါလိုက်ရှာနေတယ်လို့စစ်တပ်သတင်းရင်းမြစ်နဲ့တော်လန်ရင်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့မေလ၁၀ရက်နေ့မနက်အစောပိုင်းမှာပဲ တောင်ငူလေးတက်ကိုတော်လန်ရစ်တက်တွေက short tight down ဆယ်လုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်း short tight down တချို့ဟာတောင်ငူလေးတက်ထက်ကိုကြက်ရောက်ပောက်ကွဲမှုတွေရှိသွားပြီးထိခိုက်မှုအခြေအနေကိုတော့မသိရသေးသလိုစစ်တပ်ဘက်ကတော့လေးတက်ထက်ကနေလက်နက်ကြီးနဲ့ပြန်လည်ပြစ်ခတ်ခဲ့တဲ့အပြင်ရဟရင်နဲ့ပါ short tight down ပြစ်တဲ့သူတွေနဲ့နေရာတွေကိုချက်ချင်းလိုက်ရှာနေပြီးလမ်းတွေမှာပိတ်ဆို့ထားသေးတယ်လို့တော်လန်ရစ်သတင်းရင်းမြစ်ကပြောထားပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီကလေဒတ်တွေကို short tight down နဲ့အပြစ်ခံရတာနဲ့ ချက်ချင်းတံပြန်တိုက်ခိုက်ဖို့နဲ့ရှာဖွေဖို့တွေကိုညွှန်ကြားထားပြီးတံပြန်စစ်ဆေးရေးတွေပါလုပ်ဖို့အတွက်ကြိုတင်လေ့ကျင့်ဇက်တိုက်မှုတွေပါလုပ်နေရတယ်လို့လေတက်သတင်းအရေးမြစ်ကပြောထားပါသေးတယ်ခင်ဗျာဒီတခါမကွေးတိုင်းဘက်မှာတော့အောင်လံမြို့မှာရှိတဲ့တယောဂုံရက်ကွက်အုပ်ချုပ်ရေးမှုမြင့်အောင်ဆိုသူကစစ်မှုမထမ်းခြင်းနဲ့လူငယ်တွေကိုနိုင်ငံကနေထွက်သွားဖို့နဲ့နိုင်ငံရဲ့လေကိုယ်တော်မရှိုနဲ့ဆိုပြီးချိန်ချောက်ပြောဆိုပြီးတော့ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အောင်လမြို့မှာစစ်မှုထမ်းအပစင်နှစ်အတွက်လူရှာလို့မရတဲ့အစုံဒေသမှာရှိတဲ့လူငယ်တွေကိုမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်နဲ့အုပ်ချုပ်ရေးမှုတွေကအတင်းအကျပ်ဖိအားပေးလာတယ်ဆိုပါတယ်။အဲ့ဒီကမှအောင်လမြို့တရော်ကုန်းရက်ကွက်မှာအုပ်ချုပ်ရေးမှုမြင့်အောင်ဆိုတဲ့သူကမေလာရှိရနေကပဲရက်ကွက်ထဲကလူငယ်တွေကိုရက်ကွက်ယုံနဲ့ခေါ်ပြီးစစ်မှုထမ်းမှုအတင်းအကျပ်ဖိအားပေးတဲ့နေရာမှာစစ်မှုလည်းမထမ်းငွေလည်းမပေးချင်ဘူးဆိုရင် မြန်မာနိုင်ငံကနေထွက်သွားဆိုပြီးမတရားငွေညှစ်ချင်းချောက်ပြောဆိုနေတယ်ဆိုပါတယ်။ဒါပြင်သူကိုမကျင်နဲ့ရင်ကြိုက်တဲ့နေရာသွားတိုင်းလို့ပြောတဲ့အပြင်သူအနေနဲ့အောင်လံမြို့နယ်မှုနဲ့စခန်းမှုရဲ့အမိန့်နဲ့လူငယ်တွေကိုဖမ်းတာဖြစ်ပြီးအခုတောင်းလို့ရတဲ့ပတ်စံကလည်းအဲ့ဒီမြို့နယ်မှုနဲ့စခန်းမှုကိုအရင်ဆုံးအပ်ရတာဖြစ်တယ်လို့ပြောထားတဲ့အပြင်အခုစစ်မှုမထမ်းခြင်းရင်တောင်းတဲ့ငွေကိုပေးရမယ်မပေးခြင်းရင်စစ်မှုထမ်းရမယ်မလိုက်နာရင်တော့ဒီနိုင်ငံမှာမနေနဲ့ဒီနိုင်ငံရဲ့လေကိုတော့မရှူနဲ့ဆိုပြီး အဲ့ဒီအောင်လံမြို့တရော်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှုမြင့်အောင်စုသူကပြည်သူတွေကိုချိမ့်ချောက်ပြောဆိုပြီးငွေညှစ်တောင်းရန်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းနမောက်မြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်လူငယ်တွေကိုစစ်သားတပ်အဖြစ်လိုက်လံစုဆောင်းနေတဲ့အုပ်ဖို့ကျေးရွာနေငါးရွာစားအုပ်ချုပ်ရေးမှုပေါ်ဥဆိုသူပြစ်ခတ်ရှင်းလင်းခံရပြီးနေရမာတင်ပွဲချင်းပြီးကိုသေသွားပြီလို့နမောက်ပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရင်ုံခစ်တဲ့ကိုပြောပါတယ် မေလ၈ရက်နေ့ကပဲနမောင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်လူငယ်တွေကိုစစ်သားတစ်အဖြစ်လိုက်လံစုဆောင်းနေတဲ့အုတ်ဖို့ကျေးရွာနေငါးရွာစားအုတ်ချုပ်ရည်မှုပေါ်ဦးဆိုသူကိုနမောင်ပြောက်ကြားတပ်ဖွဲ့ကနေသူ့ရဲ့နေအိမ်မှာပဲဝင်ရောက်ပစ်ခတ်ရှင်းနေရမှာပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီအုတ်ချုပ်ရည်မှုပေါ်ဦးဆိုတဲ့သူဟာအကြမ်းဖက်စစ်တပ်ကိုအကြီးအကျယ်ထောက်ခံတဲ့သူဖြစ်တဲ့အပြင်ပြစောတိကောင်းဆောင်တဦးလည်းဖြစ်တယ်လို့ပြည်သူတွေကိုစစ်တပ်အကူနဲ့နှီးမျိုးစုံဖိနှိပ်ချိမ့်ချောက်နေရုံနဲ့မကား လူငယ်တွေကိုစစ်သားတစ်အဖြစ်ပါလိုက်လံစုဆောင်ပေးနေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့နတ်မောက်ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျအခုတခါတင်းသာရီတိုင်းဘက်မှာတော့တရချောင်းမြို့နယ်ကပက်တဂျေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးနေအိမ်တွေကိုမစ်ရှုဖျက်ဆီးနေတဲ့အချိန်တော်လန်ရဲတပ်တွေနဲ့တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီကနေ့မေလ10ရက်နေ့မနက်ပိုင်းမှာပဲ ရေချောင်းအတိုင်းစစ်ချောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဘက်ဒက်ခြေရွာကိုဝင်ရောက်လာပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးနေတဲ့အချိန်တော်လန်ရေးတပ်ပေါင်းစုတွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်ဆိုပါတယ်အဲ့ဒီဘက်ဒက်ခြေရွာကစစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးတပ်ပေါင်းစုတွေကမေလ၈ရက်နေ့ကပဲတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလက်နက်ခဲယံတွေပါသိမ်းစီရရှိထားသလိုစစ်ကောင်စီတပ်သားအယောက်20ကျော်ကိုပါအရှင်ဖမ်းဆီးရမိထားပြီးတဲ့နောက်ဒီကနေ့မှာတော့စစ်ကောင်စီဘက်ကအဲ့ဒီဘက်ဒက်ခြေရွာကိုစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေကပြောထောက်ပါလိမ့်ခင်ဗျတဖက်မှာတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာမြန်မာအမျိုးသားတွေကိုပညာရေးဗီဇာပေးနေမှုတွေခိတ္တရက်ဆိုင်လိုက်ပြီးရန်ကုန်ထိုင်းတန်ယုံကလည်းဗီဇာစည်းမျဉ်းတွေကိုထပ်မံတင်းကျပ်လိုက်တယ်လို့ JLM Visa Sport Limited Partnership ချင်းမိုင်ရဲ့ဒေါ်ဘဘောကရန်ကုန်ခိတ္တကိုပြောပါတယ်။ဘာကြောင့်အခုလိုပိတ်လိုက်တယ်လဲဆိုတာကိုတေချာမသိရပဲ။ ဘာတော့ပြန်ပွင့်ပေးမလဲဆိုတာကိုလည်းမသိရဘူးလို့ဒေါ်ဘဘူကပြောထားပါတယ်လက်ရှိချင်းမိုင်မြို့မှာမြန်မာအမျိုးသားတွေကိုသာပညာရေးဗီဇာရက်ဆိုင်လိုက်တာဖြစ်ပြီးအမျိုးသမီးတွေကတော့ပုံမှန်အတိုင်းပညာရေးဗီဇာကိုဆက်လက်လုဆောင်နိုင်တယ်လို့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာဗီဇာဝန်ဆောင်မှုပေးနေတဲ့သူတွေကလည်းရန်ကုန်ခေတ်တွေကိုပြောထားပါတယ်အဲ့ဒီလိုမြန်မာအမျိုးသားတွေအတွက်ပညာရေးဗီဇာရက်ဆိုင်ခံရမှုနဲ့ပတ်သက်ပြီးတရင်းမျိုးမျိုးထွက်ပေါ်နေပေမဲ့မြည်သည့်အတွက်ကြောင့်အခုလိုပိတ်လိုက်တယ်ဆိုတာကိုတော့တိတိကျကျမသိရသလို့ အဲ့ဒီလိုမြန်မာမျိုးသားတွေကိုပညာရေးဗီဇာရက်ဆိုင်လိုက်တဲ့အတွက်အလဲဗီဇာကနေပညာရေးဗီဇာပြောင်းလဲဖို့လှုပ်ထားတဲ့သူတွေကြားမှာတော့စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့လဲဗီဇာဝန်ဆောင်မှုလှုပ်ဆောင်ပေးနေတဲ့သူတွေကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ